ုတခါတော့ဆရာကစနေသားသမီးတွေလက်ကိုပြောပြပေးမှာဘာလို့လို့နဲ့2025ကိုကုန်လို့2026ကိုရောက်လာတော့ပြီအဲ့တော့အခုဆိုရင်ဆရာဒီဗီဒီယိုတွေရိုက်နေရဆိုလို့ရှိရင်အဲ17လပိုင်းဂျာနိုဝင်ဘာလရှိပြီပေါ့နိုဝင်ဘာလလယ်လောက်ရိုက်နေရဆိုတော့ဆရာဒီဇင်ဘာလောက်မှကွတီမိတ်ဆွေတို့မြင်ပါဆိုတော့အဲဘာလို့လို့နဲ့ဆရာတို့2025 2025 harmis ဟာမိတ်ဆိုတဲ့နှစ်ကိုကြော်လွန်လာပြီဖြစ်တဲ့တော့မိတ်ဆွေစနေသားသမီးမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာမိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲမိတ်ဆွေကံကောင်းတဲ့နေရာမှာပါသလားကံညံ့တဲ့နေရာမှာပါသလားဆရာဆရာကိုမှတ်ပေးပါဦးဒါအပြင်2026ခုနှစ်အတွက်တနစ်စာဟောဇရန်နေကိုဆရာငင်နာမှာမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်ဆရာလာမယ့်တကူးကိုတော့1388ခုနှစ်အတွက်တနစ်စာဟောဇရန်ကိုတော့ဆရာ တယောက်ရှင်းစီတော့ဆရာဟောစရာမပေးနိုင်တော့ဘူးဆရာလည်းလုပ်တင်များတဲ့အတွက်2026အတွက်တနစ်စာကိုတော့ဆရာပေးလိုက်မယ်မနစ်ကမရတဲ့မိတ်ဆွေများအတွက်ဒီနှစ်ကိုပို့ပြီးတော့အားဆိုင်ပြီးကျွန်တော် အားဆိုင်ပြီးထည့်ပေးတာရေးပေးပါမယ်ဒါအပြင်ဆရာစီမှာကြိုတင်တော့စီရင်ပေးပါဆရာလည်းနည်းနည်းလူများတော့လေတယောက်ရှင်းစီတိုင်းကို မိတ်ဆွေတို့တို့ကတနစ်စာကျမ်းမာရေးစီးပွားရေးအစလို့နေသားကနဲ့ရှောင်းဝဲစပြီးတော့ဆရာရေးပြတာဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့ယူဘူးတဲ့သူလည်းတိမယ်ဆရာအရှားရေရာတွေပါတဲ့ပြင်ကိုလက်ဆွဲအိတ်နဲ့ဆရာငယ်လက်ဆွဲအိတ်နဲ့တချို့ကတန်နေပြီလို့ပြောပါတယ်ကဲကောင်းပြီစနေတွေတို့ကဆရာစလိုက်အောင်ဆရာနာမတနစ်စာဟောစရာမာလူလည်းမိတ်ဆွေများခွန်ကိုတုံညာ293 796 790 290 416ဝါအာတယ်လီဂရမ်မှာဖြစ်စေဘိုင်ဘာနံပါတ်963 5050 5နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်အောင်ပြောရင်းနဲ့စနေတွေတို့ကစလိုက်အောင် န်တော့ရ70ခုနှစ်မှာစပူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းဆိုတဲ့အထွန်းအိမ်မှာတရှိတဲ့စနေတွေဘလို့လဲဆရာပြောပါတယ်တကူးကြော်ရင်ကောင်းလာမယ်ဆိုတာမိတ်ဆွေတို့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ကံကောင်းတဲ့ပတ်မှာအခုတော့ရောက်ရှိနေပြီမလားတနေ့ရရတစ်ခုခုမှာအထိုင်လေးတော့ကြာနေတာကျင်းသေးသေးကြပါတယ်သို့သောစနေသားသမီးမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာကောင်းလာပြီဆိုတာတွေဘလောက်ပဲဆိုးဆိုးညံ့ညံ့ထားခဲ့လိုက်တော့ 2026မှာဘာတွေလုပ်တင်တယ်လဲအခုလာမဲ့နိုဝင်ဘာဒီဇင်ဘာလာအတားအပြင်နှစ်တစ်မှာကန်စရာတွေကောင်းအောင်ဘာတွေပြုလုပ်တင်တယ်လဲဆိုတော့ဆရာတို့ကြိုတင်ပြောလိုက်ရအောင်ပဒီဒိဋ္ဌာန်အနေနဲ့စိတ်လိုတဲ့မိတ်ဆွေများ2026ခုနှစ်အတွက်ကန်စရာတွေတိုးတက်စေရန်အတွက်ပဒီစိတ်လိုတပါဆိုရင်တော့ယတိဤဥခဏီရဲ့အရဟံသူဇံအလားလိတံအတုလံစရဏံတိပူပါတမယမကအဲ့ဒီရဲ့ဒနာသိတိလို့ခေါ်တဲ့ငွေလုတ်ဆက်လို့ခေါ်တဲ့ဂါရာလေးကိုပဒီစိတ်ပြပါအများကြီးမစိတ်ပါနဲ့ခမညာ ခုနှစ်ပတ်ပဲစိတ်ပါထူးထူးခြားခြားကောင်းမွန်လာပါလိမ့်မယ်ခုနှစ်ပတ်ကိုအားမရဘူးဆရာကြီး၁၈ပတ်ပဲစိတ်ပါထူးထူးခြားခြားကောင်းမွန်ပြီးတော့ကံကောင်းလာပါလိမ့်မယ်ဒီထက်ပိုကျင်နေဆိုရင်တော့၂၈ပတ်ဒီထက်ပိုပြီးများကျင်နေဆိုရင်၁၀၈ပတ်သာစိတ်လိုက်ဂျင်းသည်အစင်ကိုပြည်လာမှသိကြပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့စနေသားသမီးမိတ်ဆွေတို့ဒီ၂၀၂ခုနှစ်အတွက်ကိုအခုကစပြီးတော့ရတိဥက္ခဏီရဲ့ဒနာသိရှိဆိုတော့ကာတာလေးကိုစိတ်ပါ ထူးထူးရှားရှားနဲ့အပြောင်းလဲတွေများစွာရရှိတတ်ကြောင်းနဲ့တချို့မိတ်ဆွေဟောင်းနေဆိုရင်တည်တယ်ဒီဂုံတော်ပတိလေးကမိတ်ဆွေတို့အတွက်အထူးကိုအင်မတန်ကိုစွန့်ချောင်းနဲ့ဆရာကြီးတနေ့ဆို28ခါကိုလောက်တာတော့ငွေဝင်တယ်ဆိုတော့မိတ်ဆွေများလည်းရှိရသေးကြပဲဖြစ်တဲ့အတွက်စနေသားမိတ်ဆွေတို့ဒီ2026ခုနှစ်အတွင်းမှာကံကောင်းစီဖို့အတွက်ခုကစပြီးရသေးဥခတ်နေရဒနာသိတိလို့ခေါ်သောဂါရာကူတာရွတ်ဆိုထားဖို့လိုအပ်ကြောင်းနဲ့နှုတ်ကနေပြီးတော့အရဟံသူဇံလာလိတဲ့ဗိဒါအထီးကဂါရာလေးတာအများကြီးရွတ်ထားဖို့လိုအပ်ကြောင်းဆရာက ထပ်လောင်းပြောလိုပါတယ်။ကောင်းပြီ2025ခုနှစ်ထဲမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကန်စာတာအားဖြင့်ဆိုရင်ဆရာတို့မိတ်ဆွေတို့2026ခုနှစ်ဟာမိတ်ဆွေတို့အတွက်ဘာကိုမဆိုအဲတခုခုတော့အဖတ်တင်ခဲ့တယ်အကျိုးဖြစ်ခဲ့လိမ့်မယ်ဒါအပြင်ဆုံရှုံစရာလေးတွေဆိုလို့ရှိရင်တော့အသေးအဖွဲလေးတွေရှိတယ်ဆိုပေမဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအဖတ်တင်စရာလေးတွေများစွာရရှိတတ်တဲ့နှစ်ဖြစ်ခဲ့တယ်မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တယ်လို့ကိုနာမှာအစင်မပြေတဲ့ကိုနာက ပြိုင်ဆိုင်တဲ့ကိုနာမှာအကိုအထင်မြင်လွဲပြီးခေါ်ယူထားတဲ့သူတွေနဲ့လဲဝေးကွာပြီးတော့ကိုနာမှာကိုကို တကယ်တမ်းဒုက္ခရောက်တဲ့အခါအခက်ခဲရောက်တဲ့အခါကုညီမဲ့မိတ်ဆွေကောင်းနေပေါင်းနေကောင်းနေကိုလည်းစုံတွဲခဲ့မှာအသေးချာပဲဖြစ်ကြအောင်ထပ်လောင်းပြောလိုက်ပါတယ်။ဒါအပြင်တပည့်ကောင်းတာသမီကောင်းနေရဲ့အဆက်အသွယ်ကောင်းနေကုညီကောင်းနေထောက်ပံ့ကောင်းနေရရှိတတ်ပြီးတော့ OA Champion နေရာထိုင်ခင်းတဲ့ပတ်တိုင်လဲပိုင်ဆိုင်နာမျိုးအပြောင်းလဲဖြစ်ခဲ့တာမျိုးရရှိတာမျိုးတွေကြုံတွေ့ခဲ့ရတာအသေးချာပဲဖြစ်ကြအောင်ထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်စနေသားသမီးမိတ်ဆွေတို့ဒီ2020 ငါခုနှစ်ထဲမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်လူလိုက်ရကိုကိုတိုင်လုတ်ခဲ့ရမယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်လို့တော့စိတ်ပန်းလူပန်းလုပ်ငန်းပြရလုတ်ပြိုင်နေတော့ပေါ်ခဲ့တာတော့အတိအကျပဲဖြစ်တာတော့သိကြပါတယ်ကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ပြန်ဆိုင်ပြီးလိုက်လုတ်တာမျိုးကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ရှင်းပြန်ပြီးလိုက်လုတ်တာတော့ဒါကတော့လူပဲဗျကြုံတွေ့ရမှာသို့သော်စနေသားသမီးမိတ်ဆွေတို့အနေနဲ့အဆောင်အနေနဲ့စောင့်ကျင်သဖဆိုရင်တော့6000ကျယ်လေးရှိပါတယ်6000ကျယ်ကိုမသိရင်ဆရာ ဆရာမိတ်ဆွေစနေသားသမီးတွေတို့အရင်ခင်လုံးလို့ချစ်လုံးလို့ပေးလိုက်ပါမယ်။ဆရာငယ် logo တချို့တွေ့ပုံကပါလိုတရ logo မှာသတိကံလေးဆွဲလိုက်အဲ့ဒါကွန်ပျူတာမှာတော့ရှာရင်တော့မရှိဘူး။သတိကံလေးဆွဲလိုက်ပါ။ဒါပြီးတော့အဲ့ဒီသတိကံလေးကိုပဲထပ်ပြီးဆွဲလိုက်ပါ။သတိကံနှစ်ထပ်6000ကျယ်လေးကိုသုံးလိုက်ပါ။မျက်စိတဲ့မြောင်ဆရာဘလို့အတိတ်ပဲနဲ့သုံးတာလေ။ဥပမာပေါ့ဆရာငယ်နေသားဆိုလို့ရှိရင်ဆရာထားပါတော့ဆရာကနေသားတစ်ခုဆိုရင်ဆရာနေသားကိုအလယ်မှာလိုတရလို့ဆရာကအလယ်မှာနေလိုက်မယ်။တနင်္ဂနွေတနင်္လာအင်္ဂါဘုရားပုဂ္ဂိုလ်ကြာစာပရိတောက်ကြ။ဟောကိုကထားပါတော့အလယ်မှာစနေဆိုရင်စနေ။ ခုနေသားကိုလည်းမနေလိုက်တော့ကြံတဲ့6ထောက်မှရှိတဲ့ဘယ်နေသားကိုတိုက်ခိုက်တိုက်ခိုက်အတိုက်ခိုက်တွေกินပြီးတော့ကိုကလုံခြုံမှုအေးချမ်းမှုတွေရရှိတယ်ဆိုတော့အတိတ်ပဲနဲ့ပေါ်ကုန်ပါပြီဆရာရဲ့လူကချက်တယ်အဲဆိုတော့အဲ့ဒီလိုမျိုးဆရာရွေချက်နဲ့ဆွဲတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နေသားဆရာကလူတရဆိုတာလေးနေလိုက်လို့ရှိရင်ဂျားမှာနေသား6ခုရှိတယ်ကိုယ့်နေသားကလည်းမလေးအဲ့တော့ဘယ်ကနေပြန်ပြန်တိုက်ခိုက်กินတဲ့ဆိုတဲ့အတွက်မိတ်ဆွေတို့အတွက်အထူးတန်ဖို့ရှိတဲ့ရေရာလေးကိုဆရာပြောလို့ကြောင်းတဲ့ဆရာရဲ့ ပြက်ကြရင်ရေတရလေးတွေ లై ထုတ်လို့လိုအပ်ကြောင်းနဲ့ဆရာအမိတ်ပြန်တဲ့ရေတရလေးတွေ లై ထုတ်မယ်ဆိုရဲ లై ထုတ်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလို့ပါတယ်ဒါအပြင်စနီတာသမီးမိတ်ဆွေတွေ2026ခုနှစ်ထဲမှာကန်စာတာတွေတိုးတက်မှုကံကောင်းမှုတွေရရှိမှာအသေးချာပဲဖြစ်ကြောင်းနဲ့မိတ်ဆွေ2026ခုနှစ်တွင်မှာမိတ်ဆွေစနီတာသမီးတွေနေနဲ့ကန်စာတာတိုးတက်စီဖို့ကံကောင်းစီဖို့အတွက်ထောက်ကူဖြစ်စီဖို့အတွက်စနီတာသမီးမိတ်ဆွေတို့အနေနဲ့ ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဆရာအခုဖော်ပြပေးတဲ့ရေရာလေးတွေကိုတေချာလိုက်လုပ်ဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်ကန်စတာအတော့စနေတွေအတွက်ညံ့နေတဲ့ထဲမှာလုံးဝမပါကြောင်းနဲ့အရာရာကိုဥစည်းဥဆောင်ပြီးတော့ခြေတို့ဆောက်ရလောက်ဆောင်ရမှာတော့အသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာမိုးလက်ရှုပ်နေပြီဆိုတော့စနေတွေရနောက်မှာအေးစစ်စစ်လဲဆရာထပ်ပြောပေးမယ်ဒါအပြင်စနေသားမိတ်ဆွေတို့ကန်စတာကောင်းစီရန်အတွက်ဆရာငယ်ရဲ့ဟောစတန်းရေရာလေးလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဆရာမိတ်ဆွေတို့အနေနဲ့2026 6ခုနှစ်ဟာလဲစနေတွေတော့ညံ့နိုင်စရာမရှိကြောင်းနဲ့ဘာကိုမဆိုကိုယ့်ရဲ့အမိခတ်လှုပ်ခြင်းဥဆောင်လှုပ်ခြင်းဆိုင်းဘုတ်တင်လှုပ်ခြင်းအမိခတ်လှုပ်ခြင်းတွေတော့အမှန်ကောင်းမွန်ပြီးတော့ဘာကိုဖြစ်ဖြစ်ငကိုကကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လို့ဥဆောင်နေတာမျိုးငကိုကတူတူတယဥဆောင်နေရင်ကိုယ့်ရဲ့အမိခတ်လှုပ်လိုက်တာမျိုးရှေ့တို့ဆောင်ရလှုပ်ဆောင်လိုက်တာမျိုးတွေကအသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်ကြောင်းနဲ့ရဲရဲဝန်းနဲ့အမိခတ်လှုပ်ခြင်းဆိုင်းဘုတ်တင်လှုပ်ခြင်းရှေ့တို့လှုပ်ခြင်းဆောင်ရွက်ခြင်းတွေကမိတ်ဆွေတို့အတွက်2026မှာကံကောင်းမှုတွေရရှိမှာ တေးကြတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဒါကတော့ဆရာက2025ခုနှစ်အတွက်ကုန်ငန်းနီးမှာမိတ်ဆွေတို့ရဲ့အခြေအနေနဲ့2026မှာဘာတွေပြင်ဆင်ထားရမလဲဆိုတော့ဆရာကပြောရင်းနဲ့ခုနှစ်ရသား၈ရသားသမီးတွေအတွက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာငင်နားမှာမိတ်ဆွေတို့အနေနဲ့ပြန်ส่งကြရအောင်ဆရာငယ်ရဲ့ဗီဒီယို Facebook page မှာဖြစ်စေ YouTube channel မှာဖြစ်စေကြည့်လို့ရကြောင်းနဲ့ TikTok ကလည်းဆရာငယ်ဗီဒီယိုမှာဖြစ်ကြောင်းနဲ့ဆရာငယ်မိတ်ဆွေတွေအားလုံးဆက်ဆက်ရရအရှင်ပြေလို့2026ကိုကန်ဆိုးတာတွေကောင်းတာတွေအားလုံးလက်ပြနှုတ်ဆက်ပြီး2020 ငါးခုနှစ်မှာအစိုးရဘလောက်ပဲဆွတ်ဆွတ်ဘလောက်ပဲညံ့ညံ့အဲ့ဒီအညံ့တွေအားလုံးကိုမြည်ပြလိုက်တော့ဆရာရဲ့အမိန်ပြန်တဲ့ရေတရားမှာ2026မှာငါဟာကံကောင်းခြင်းတွေငါနဲ့အတူ2025မှာဆိုးခဲ့သမျှညံ့ခဲ့သမျှဂျိုးဆိုးဂျူညံ့ပပဂျူတွေနေခဲ့လိုက်တော့2026ဟာဆရာနဲ့အတူကံကောင်းခြင်းတွေကံကောင်းမှုတွေအစဉ်ပြေမှုတွေအားသာမှုတွေကောင်းမှုတွေဒါဆရာနဲ့အတူလိုက်ခဲ့ကြောင်းနဲ့ 2026မှာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းအဖျားဖျားသာငါရှိကိုမိတ်ဆွေဖြစ်လိုက်ခဲ့ဇီလိုကြောင့်ပြောရင်းနဲ့2025ကိုနှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ